ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်မေလ22ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဝေယမ်းပါပြည်သူပေါင်းကိုတော်လှန်နေတဲ့ပါလို့နှုတ်ခွန်းဆက်သားပါရခင်ဗျာအဲ့တော့ဒီကနေ့မနေ့ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါထူးထူးခြားခြားတွေ့ရှိရတဲ့သတင်းဖြစ်စဉ်တွေထဲမှာရွှေကူမှာအရေးပေါ်စဉ်သက်ခဲ့ရတဲ့စစ်ရှုံးကောင်စီရဲ့ရဟတ်ရင်ကို KIA ကထပ်ပြီးတော့ဖျက်ဆီးလိုက်နိုင်ပါပြီအဲ့တော့ပထမတရက်မှာနှစ်စီးကိုပြစ်ချခဲ့တယ်အဲ့ထက်တစ်စီးကတော့တိုက်ရိုက် ြက်ကြပါဘူး။ဒဇီးကတော့ထိမှန်ပြီးတော့ရွှေကူမာရေးပေါ်ဆင်းသက်ခဲ့ရတယ်။အဲ့တော့ရွှေကူမာရေးပေါ်ဆင်းသက်ခဲ့တဲ့ဒဇီးကိုလည်း KNY ထပ်ပြီးတော့ဖျက်ဆီးလိုက်နိုင်ကြောင်းကိုသိရှိရတာပါ။အဲ့တော့ပထမနေ့ကတခါတည်းပြစ်ချပြီးတော့ပြက်ကြသွားတဲ့ဟဲ့ရင်မာတော့အကြမ်းမဆရှုံးကောင်စီတက်ဘက်ကလေတက်အရာရှိအလောင်း16လောင်းနဲ့မီးလောင်ကျွမ်းပြီးတော့ပျက်စီးနေတဲ့လက်နက်16လက်ကိုသိစီရရှိခဲ့ကြောင်းကို KNY ကရုတ်တံမှတ်တမ်းနေတဲ့ကွာထုတ်ပြန်ပြောဆိုလာပါတယ်အဲ့တော့ အကြမ်းဆက်ရှုံးကောင်စီမအလာတို့အုပ်စုကတော့ဒါကဆက်ချိုးရင်းလို့ပြတ်ကြခဲ့ရတာမြေပြင်မှာနေမြေရှင်းလင်းရေးကယ်ဆယ်ရေးတွေလုပ်နေတယ်ဆိုပြီးတော့အချက်မရှိဝါဒဖြန့်ပြီးမြဲအခုရုတ်တံနဲ့တကွကျွန်တော်တို့ပြည်သူတွေမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီလို့ခေါ်တဲ့အကြမ်းဆက်ရှုံးကောင်စီတပ်စခန်းကို KNU ကဒီကနေ့မှာပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်အဲ့တော့ထိုင်းမြန်မာနယ်စပ်မှာစခန်း၄ခုသာကျန်တဲ့အထက်ကတစ်ခုကို ် KNU ကထပ်ပြီးတော့ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ဗရန်မှာစစ်မှုထမ်းခြေကောက်ခံပြီးတော့တပ်သားတင့်စုဆောင်းနေတဲ့ဒီတိုက်ဝဲချောင်းအုပ်စုကျေးရွာယာအိမ်မှုအုံတန်းပြစ်ခတ်ခံရပြီးတော့တည်ဆုံသွားပြီလို့သိရပါတယ်။အဲတော့ပထွေးစစ်ရှုံးကောင်စီအတွက်လုံပတ်နေတဲ့အုံတန်းတော့အခုအပြုံးမန်းမဝင်နိုင်တဲ့ဘဝကိုရောက်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။အဲတော့ဒီသတင်းတွေကိုဒီကနေ့မနက်ခင်းမှာနားဆင်ရမှာပါ။အဲတော့ဒီသတင်းထူးတွေကိုမနားဆင်ခင်ကျွန်တော်တို့ပထမဆုံးသတင်းအနေနဲ့ မိမိကိုချစ်ကြောင်းတတိယကြောင်းပြောကြရအောင်ဆိုပြီးတော့အမေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်မရစ်ကရုပ်တံဖိုင်နဲ့တကွမေစုရဲ့မွေးနေ့ဒီဂျွန်လ19ရက်နေ့မှာကြောက်မယ်မေစုရဲ့မွေးနေ့မှာမေစုကိုချစ်ကြောင်းတတိယကြောင်းပြည်သူတွေဘယ်လိုမျိုးပါဝင်ပြီးတော့ပြောဆိုလို့ရမလဲဆိုတာကိုတားဖြစ်သူကင်မရစ်ကရုပ်တံဖိုင်နဲ့တကွပြောဆိုလာတာပါကျွန်တော်နဲ့မိမိကြောင်းမှာထောင်နေရန်ဒီမိုင်မောင်းထောင်ချီတွေဝေးနေပြီမဲ့ ခိုင်မာတဲ့ချက်ချင်းမြစ်တာရီမန်းချက်တွေနဲ့တိဆောက်ထားတဲ့ကျွန်တော်နဲ့မိမိကြားကတန်ရောစဉ်ကိုဘယ်အရာကမှချိုးဖြတ်နိုင်မှာမဟုတ်ပါဘူးဆိုတဲ့စကားနဲ့အစပြုထားတဲ့ Ken Eris ရဲ့ရုပ်သံဖိုင်လေးကိုလည်းကျွန်တော်တို့ပထမဆုံးအနေနဲ့ကြည့်ရှုနားဆင်ကြအောင်ပါခင်ဗျာမမေကစတိယကြောင့်ချစ်ကြောင့်ဒီခါလေးနဲ့ဖြိုရအောင် This year, Meme turns 80. Though we are separated by prison walls and thousands of miles, nothing can break the bond we share. A bond built on love, resilience, and purpose. I think of her every single day, but even more so on her birthday. She is so special to me, not only as my mother, but as a symbol of strength and grace for so many. For countless families in Burma, separation, loss, and struggle have become an unbearable norm. And yet, hope endures. To honour Meme and all she stands for, I invite you to send her an e birthday card. It may seem like a small gesture, but it carries deep meaning. A simple message of love, thanks, or encouragement can become a lasting memory a quiet reminder that she is not alone. We have created three beautiful e-cards, each designed by artists who deeply believe in her. Nu Yin, Cha Pao and Chithuwe. She may not be able to read your words yet, but I know she will feel your love, your strength and your gratitude. All cards will be held electronically, so I can show them to her when she is free. Proceeds from the cards will be centred on child welfare and education, causes closest to her heart. My mother, Doran San Suu Kyi, has dedicated her life to democracy and human rights. She has endured a quarter of her life in prison or house arrest, not for herself, but for millions of people in Burma who dream of freedom. Let's make this milestone more than just a birthday. Let's turn it into a movement of love, courage, and shared humanity. Send your love where her voice has been silenced. Let her know she's not forgotten. နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကချင်လွတ်လပ်ရေးတပ်မတော် KNY ကမေလ20ရက်နေ့မှာပြစ်ချခဲ့တဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့ရဟယင်နှစ်စီးတဲ့ကရွှေကူမာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယင်ကိုမေလ21ရက်မွန်းလွဲပိုင်းမှာ KNY တပ်မဟာ17ရဲဘော်တွေကတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်စီရေးသတင်းမြစ်ကပြောပါတယ်ခင်ဗျာ ဲ့တော့ဗမာမျိုးသိန်းတိုက်ပွဲတွင်မှာလက်ချက်စစ်ချုပ်ကောင်စီရဲ့အမှတ်23စစ်စင်ရေးကိုကဲမှုဌာနချုပ်ဇာကခ23ကိုစစ်ကူလာပို့တဲ့ရဟရဲ့3စီးတဲ့က2စီးကို KAI ကပြစ်ခဲ့ရမှာဒစီးကတော့ရွှေကူမြို့နယ်15မိုင်ခန့်အကွာမှာပြတ်ကျခဲ့ပြီးဒစီးကတော့ရွှေကူမြို့ကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့တော့မနေ့ကရွှေကူခလာရ56မှာတွားဆင်းတဲ့ရဟရင် MI sampling ကို ညနေပိုင်းနှစ်နာရီကြော်ကြော်လောက်မှာကရင်တက်မှာ၁၁အဖွဲ့တွေလက်နဲ့ကြီးနဲ့သွားပစ်တာရဟရင်အကုန်လုံးပျက်စီးကျေမွတ်သွားပြီအဲ့ဒီမှာရဟရင်ကိုကာဘာလှုပ်ထားတဲ့တန်ကြက်က2စီးရှိတယ်ထရက်က2စီးရှိတယ်၄စီးပေါ့အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်ရဟရင်နေတော့ရရမရှိတော့ဘူးအကုန်လုံးကျေမွတ်သွားပြီလို့ကချင်စီရေးတရင်မြစ်ကမြေပြင်ကဖြစ်ပေါ်တဲ့အခြေအနေကိုပြောပြပါတယ်ရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟရင်ကတော့ထိမှန်ပျက်စီးပြီးတော့ ပြန်သန်းနိုင်မှုမရှိတော့တဲ့အချိန်ဒီမှာ KAI ကထပ်ပြီးတော့တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရဟန်းရင်ကိုထပ်မံတိုက်ခိုက်မှုအချိန်ဒီနဲ့ပတ်သက်ပြီး KAI သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းဗိုလ်မှူးကြီးနော်ဘူးကအခုလိုမျိုးပြောပြထားပါတယ်။ကျွန်တော်လည်းကြားပါတယ်ခင်ဗျာ။အချိန်ဒီသတင်းချက်လက်တွေပြပြစုံစုံမရသေးတော့အတီးပြုတ်မပြောသေးတာပါ။သတင်းကစောင့်ရမှာကြားတာတော့ကြားပါတယ်။မှန်တော့မှန်လောက်ပါတယ်။ဒါပေမဲ့ပြည်စုံမှုမရှိသေးလို့တရားဝင်မပြောတာပါလို့ ဘုံမူညီတော်ဘူးကရှင်းပြပါတယ်ခင်ဗျာအဲ့တော့ KIA အနေနဲ့ရဟယင်နေစီကိုထိမှန်အောင်ပြည့်ခတ်နိုင်မှုကိုဘုံမူညီတော်ဘူးကတီးပြုတ်ထားတာကိုကျွန်တော်တို့အရင်ရက်ကတွေ့ရပါတယ်အဲ့တော့တောအတွင်းမှာပြတ်ကြတဲ့ရဟယင်အနီးမှာစရှုံးကောင်စီဘူကြီးတူရဲ့အလောင်းကိုတွေ့ရှိထားကြောင်းနောက်ကရွှေကူမြို့မှာရေဘော်ဆင်းသက်တဲ့ရဟယင်ကိုလည်းခရီးဆက်နိုင်တာမရှိဘဲရွှေကူမှာပဲရှိနေဆက်ဖြစ်ကြောင်းဘုံမူညီတော်ဘူးကအရင်နေ့တုန်းကတရားဝင်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အရင်နေ့ကပထမဆုံး မြေပြင်ကိုတရိုက်ပြက်ကြခဲ့တဲ့ရဟယင်မှာတော့ရဟယင်မှုကပရင်ဘူကြီးမျိုးထက်အောင်ဘူကြီးကျော်မြင့်ထူးဘူကြီးချမ်းသာပါဝင်ရဟယင်မောင်းနေရေးအဖွဲ့သားခုနှစ်ဦးပါဝင်သွားခဲ့ကြောင်းရဟယင်ပေါ်မှာလိုက်ပါလာတဲ့စစ်ဗျူဟာမှုနဲ့အဖွဲ့သားတွေတည်ဆုံးတာကိုတော့စစ်ရှုံးကောင်စီတပ်ကဒရင်ဖုံးကွယ်ထားကြောင်းသိရှိရပါတယ်ဗမော်မှာတပ်မတော်ရဟယင်ကဆက်ချုပ်ရင်းလို့ပြက်ကြတယ်ရဟယင်မှုနဲ့အဖွဲ့သားတွေဆုံးမတယ်တိုင်ရင်တပ်ဖွဲ့တွေအတွင်းမှာလဲနိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းအတိုင်းပဲပြန်လည်အသိပေးတယ် တက်မတော်ဗျူဟာမှုနဲ့အဖွဲသားတွေတည်ဆုံးတယ်ဆိုတာမျိုးတော့အတိပိတာမျိုးမရှိပါဘူး။တိလည်းမတိကြပါဘူး။ဘမော်မှာတက်မတော်ကရေးသားပြီးတော့ဒီတက်မတော်ရဲ့အရေးသားမှာတော့အောင်ပွဲရနေတယ်။မင်းခေါင်စစ်ချောင်းရဲ့စစ်စင်ရေးနဲ့ဘမော်မြို့ကိုပြန်လည်သိမ်းပိုက်နေပြီ။ KNP PDF တွေအလောင်းတွေတောင်ပုံရောင်တည်ဆုံးနေတယ်ဆိုတာကိုတက်တွင်းမှာရှင်းလင်းပွဲတွေနဲ့အတိပိနေတယ်လို့တက်တဲ့ရင်မြစ်ကပြောပါတယ်။အဲ့တော့ အဲ့ဒီကျွန်တော်တို့မနေ့ကသတင်းတစ်ပုဒ်ထဲမှာကြားသိရပြီးဖြစ်မှာပါဒီရဟယင်နစီးကိုပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းလဲကြောက်ဒီဗမောမှာတက်လာတဲ့ဒီစစ်ကြောင်းကနောက်ကြောင်းပြန်ဆုတ်ပြီးတော့ရှစ်ဆက်မတိုးရဲဖြစ်တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့ကြားသိခဲ့ရပါတယ်အဲ့တော့ရဟန်းရင်ပြတ်ကျသွားတဲ့နေရာကို KNA ပူပေါင်းတပ်ဖွဲ့တွေကနေမြရှင်းလင်းရေးသွားလုပ်ခဲ့ပါတယ်။နေမြရှင်းလင်းသွားလုပ်တဲ့ရုတ်တံမှတ်တမ်းတဲ့တကွကျွန်တော်တို့မြင်တွေ့ရတာတော့အကြမ်းဖက်ဆရှုံးကောင်စီ စစ်သားမတာအလောင်း16လောင်းနဲ့မိလောင်ပျက်စီးသွားတဲ့လက်နက်14လက်ကိုသိမ်းဆီးရရှိခဲ့ကြောင်းကိုကျွန်တော်တို့တယောက်ယောက်ကဒီတိုင်းအမြင်ရပြောတာမဟုတ်ပါဘူးရုတ်တံမှတ်တမ်းတွေတကွာကိုတွေ့မြင်ရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့တခြားဇဘိုးအင်းတို့ဘောမာတွေဘလိုမျိုးထပ်ပြီးတော့လေအောင်မလဲဒီရုတ်တံကြီးကအဲရုပ်ရှင်ရိုက်ဖို့အတွက်အကွက်စင်ထားတာပါစတင်ချထားပါချထားတာပါလို့များထပ်ပြီးတော့ငင်းကြက်ထုတ်နေကြအောင်မလားဆိုတာကိုတော့ကျွန်တော်တို့ ဆက်ပြီးတော့စောင့်ကြည့်ရမှာပါအမရည်ရည်ရဲ့ကျောင်းလေးဒါအင်းအဲ့တနတ်တည်းကောင်းကောင်းလေးယူဘိုးမိုင်းဇွတ်တော့တယ်ဦးနော်အမနင်းမအမကတော့အမကတော့ဘယ်နဲ့လဲဟောလာဝဲဆက်ပြီးချင်းရောက်လာတယ်ဘယ်ဒီချက်ချင်းကြောင်းကြီးဒီကအင်း ဒါကယဟယင်တွေကိုပြစ်ချနိုင်ခဲ့တဲ့ဒီရပိုင်းအတွင်းဝမ်းသာအားရသတင်းတွေရဲ့နောက်ဆက်တွဲတွေ့မြင်ကြားသိရတဲ့အကြောင်းအရာပါနောက်တဲ့သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကမော်ခီအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်စခန်းကိုပါတီတို့တပ်ဖွဲ့တွေကဒီကနေ့မှထိုးစစ်ဆတင်ဆင်လိုက်ပါပြီ မကြခင်အချိန်မှာစခန်းသိမ်းနိုင်တယ်ဆိုတဲ့သတင်းကိုဒီသူတွေကြားသိရမှာပါ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီစစ်ရှုံးကောင်စီစခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းထိုင်းမြန်မာနယ်စပ်ကစစ်ရေးသတင်းမြစ်တွေကပြောဆိုပါတယ်ခင်ဗျာဒီကနေ့အဲ့တော့မေလမနေ့22ရက်နေ့မနက်9:00နာရီချိန်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ရီမြို့တောင်ဘက်ဒီဟောလီဒေတာအတွင်းမှာရှိတဲ့အကြမ်းတ်စစ်ရှုံးကောင်စီတပ်ရဲ့မော်ခီစခန်းနေရာကိုကော်တူးလေးတက်မတော် KDL ကဗိုလ်ချုပ်နေသားမြလက်အောက်ခံမဟာမိတ်ပူပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ိုက်ပွဲတွေပြင်းထန်နေကြောင်းထိုင်းမြန်မာနေကြာကော်မတီနဲ့နှိစက်တဲ့စစ်တပ်သတင်းရင်းမြစ်တူကပြောပါတယ်ခင်ဗျာစစ်ရေးသတင်းရင်းမြစ်တူကပြောပါတယ်အဲ့တော့မနေ့ကမနေ့ပိုင်း9နာရီလောက်ကစပြီးတော့ဖြစ်တာပေါ့ KDLA ဖုန်းနဲ့ဒါအဖွဲတွေနဲ့ပြစ်တာလို့တော့သိရတယ် drone တွေနဲ့ကြဲချတာ time back ကတွေ့နေရတယ် volley viewer ကလက်နေကြီးပြစ်ထုတာတွေလည်းတွေ့နေရတယ် time back ကိုကြီးမကြဖို့လေးရင်ကြော်မလာဖို့ time back ကစစ်တပ်ကတော့ အသည့်အနေထားပဲဆိုပြီးထမ်းမြတ်မှာနေကြကော်မတီနဲ့နှိစက်တဲ့သတင်းရမြက်ကဒီကနေ့မနက်မှာပြောဆိုတာကိုတွေ့ရပါတယ်ထိုးစစ်စင်တာတော့ကျွန်တော်တို့အဲသတင်းထဲမှာအတိအကျသိရတာမနစ်တွေကတိုက်ပွဲတွေဖြစ်နေတာလို့သိရတယ်ဒါပေမဲ့ဒီတိုက်ပွဲအကြောင်းအရာသတင်းရမြက်ကတော့ဒီကနေ့မနက်မှာဒီပြုတ်ပြီးတော့ပြောဆိုတာကိုကျွန်တော်တို့တွေ့မြင်ရတာပါအဲတော့ထမ်းမြတ်မှာနေဆက်မှာလဲကြောင်းပါပြီကုံပါပြီဆက်ရှုံးကောင်းစီစခန်းနေတော့လုံးဝကင်းစင်ပါပြီဆိုတာကိုကြာခင်မှာကျွန်တော်တို့ကြေညာနိုင်တော့မှာဖြစ်ပါတယ် နောက်ထပ်သတင်းကတော့ခုနကျွန်တော်တို့ပထွေးစစ်ရှုံးကောင်စီတက်အတွက်လုံပန်းနေတဲ့ယာယီမှုအုံတန်းလုံပန်းနေတဲ့အုံတန်းတော့ဘွာနီကိုအဆုံးတက်ကတော့မလှတော့ပါဘူးဒီသတင်းကြောင်းရောက်ကိုလည်းဆက်ပြီးတော့ပြောပြချင်ပါတယ်ဒါကတော့ဘကိုးတိုင်းလက်ဗရန်မြို့နယ်စစ်မှုတန်းကြီးအတင်းအာဓမတောက်ခံနေတဲ့တိုက်ဝဲချောင်းအုပ်စုကျေးရွာယာယီမှုအုံတန်းကိုလောမသာဝိုင်းမှာပြစ်ခတ်တိုက်လိုက်ရမှာပြစ်ခတ်တိုက်ခတ်ရမှာဝဲချင်းပြီးတည်ဆုံးခဲ့ကြောင်းရွှေတန်းမြေပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ခံက ပြောဆိုတာကိုကျွန်တော်တို့ရသိရပါတယ်မေလ21ရက်နေ့မနေ့7တနာရီ50မိနစ်ချိန်လောက်မှာလက်ဗရန်မြို့နယ်တဲဝဲချောင်းအုပ်စုကအကြမ်းဖက်ဆက်ရှုံးကောင်စီခံယာယီမှုအုံတန်းကိုသူနေထိုင်ရာကျေးရွာတွေမှာရှိတဲ့လောင်ကစားဝိုင်းတွေမှာတော်လိုင်းကြီးရဲဘော်တွေကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတေဆုံးသွားတာဖြစ်ပါတယ်အုံတန်းရဲ့အပြုံးမမွေနိုင်တော့တဲ့နောက်ဆုံးခီးပါတေဆုံးသွားတဲ့ယာယီမှုအုံတန်းဟာပြည်သူတွေကိုအာဏာပြပြီးတော့ ပြုမူတာတွေစစ်မှုထမ်းကြီးတွေကိုအတန်းအမတောင်းခံတာတွေမပေးနိုင်တဲ့ပြည်သူတွေကိုဖမ်းဆီးဖို့အမည်စီရင်ပေးဖို့တာတွေအပြင်စစ်ကြောင်းကောင်စီတပ်ကပြုလုပ်ခိုင်းတဲ့နောင်ကစားဝိုင်းတွေကိုကူညီလုက ਾਇ ပေးနေတာတွေကိုလုံဆောင်ခဲ့တဲ့အတွက်ပြည်သူတွေကတိုင်ကြလာတဲ့အတွက်သွားရောက်ပြစ်ခတ်တိုက်ခိုက်ရတာဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့နိုင်မမနဲ့ခေါင်းကိုတစ်ချက်နဲ့ရင်ဝတစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ယာယီမှုကတော့နေရာမှာပဲပွဲချင်းပြီးတည်ဆုံးပါတယ်ဆိုပြီးတော့ရွှေရမ်းပြည်ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ခံကို ကိုအောင်ကိုကိုအောင်ကပြောဆိုတာကိုကျွန်တော်တို့ကြားသိရပါတယ်ဒီတိုက်ခိုက်မှုကိုတော့တာယရီခန်ပတ်ကဖအမတ်တိုက်ခိုက်ရေးတပ်ဖွဲ့ရွှေရမ်းမြေပြည်သူ့ကော်မတီတပ်ဖွဲ့ကတော်လှန်ရေးဘော်တွေကလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့ခင်းမှာကျွန်တော်တို့တည်တည်ချာချာနဲ့အရေးတကြီးနားထောင်ရမယ်သတင်းတစ်ခုရှိပါတယ်ဒါကတော့ရုပ်သံအင်တာဗျူးသတင်းပါမိသားစုတစုချက်ချုံးကောင်စီတက်ကအတင်းအကျပ်အာဓမ္မ ဒါဆွဲဖမ်းဆီးဖို့အတွက်ပြုလုပ်တယ်အဲ့လိုမျိုးဖမ်းဆီးခင်မှာအမျိုးသမီးဖြစ်သူမိမဖြစ်သူအဲသူယောက်ျားဟုတ်ပေါ့ဒီစစ်ရှုံးကောင်တီတက်တဲ့မှာစစ်မှုထမ်းဖို့စီယုံရမယ်အဲအတင်းကျစီယုံခိုင်းတယ်ပေါ့နောက်ရမှာအိမ်ုံရောက်လာပြီးတော့အဲ့လိုမျိုးအတင်းအကျဘယ်လိုမျိုးလုပ်လဲဆိုတော့တားမိသားဖာတွေကိုနောက်ဖေးဒီအိမ်နောက်ဖေးမှာကျင်းတူခိုင်းတယ်အဲ့တော့တက်သေးကိုဝင်မလားညို့ကျင်းသေးကိုဝင်မလားကိုကျင်းကိုကူတူပြီးတော့ ကိုကျင်းကိုကိုတူခိုင်းပြီးတော့တနက်နဲ့ထောက်ပြီးတော့ချင်းချောက်ပြီးတော့စစ်တပ်ထဲကိုမဝင်ရင်ဒီကျင်းထဲကိုဝင်ဒီကျင်းထဲမှာပြစ်တတ်မယ်ဆိုပြီးတော့ကိုတွေ့ကြုံခဲ့ရတဲ့တကယ်ကိုအသိနာပြရားကောင်းတဲ့ဖြစ်စဉ် interview ရုပ်သံကိုလည်းကျွန်တော်တို့ဒီကနေ့နဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြည့်ရှုနားဆင်ကြည့်အောင်ပါအဲ့တော့ဒါတွေကပြည်သူတွေပြည်သူတွေရဲ့ဘဝတွေမှာနေ့စဉ်ဘဝတွေမှာလက်တွေ့ခံစားနေရတဲ့အကြောင်းအရာတွေကိုပြည်သူတွေရင်ဖွင့်လာတဲ့ interview ရုပ်သံဖြစ်ပါတယ် ် KNC ကအင်တာဗျူးလုပ်ထားတဲ့ရုပ်သံမှာကျွန်တော်တို့ဒီရုပ်သံကိုလည်းကြည့်ရှုအောင်ပါခင်ဗျာနေ့ယောက်ျားကိုစစ်သေးကိုဝင်ဖို့စီယုံနဲ့မစီယုံရင်နေမှာတပစ်မယ်ဆိုတော့နောက်ဝေးမှာကျွင်းတူထားတယ်ကျွင်းတူခိုင်းတာတာပြီးတပါတော့ကျွင်းတူอ่ะဒီစစ်မဖြစ်လို့ရှိရင်စစ်မဖြစ်ခင်ပေါ့အဲ့လိုမျိုးမဝင်ဘူးဆိုရင်အဲ့ထဲကျွင်းနေသူတနက်နေ့ပြတ်တက်ပြအဲ့လိုမျိုးပြောတယ်အကိုကျွင်းတော့ကိုတူထားတယ် ไอ้ตุ๊บังงาซอบาซอไอ้อนามตามิตาบาตองด้วยจุนิวนาသူကတော့အသက်39နှစ်အရွယ်ဒေါ်တီတာဆန်ဖြစ်ပါတယ်။ဒေါ်တီတာဆန်တို့ကမိသားစု၃ယောက်ပဲရှိတာပါ။ကျန်တဲ့ဆွေမျိုးတွေမရှိကြတော့ပါဘူး။အမျိုးသားဖြစ်သူက အသက်35နှစ်အရွယ်ဖြစ်ပြီးသားဖြစ်သူကတော့အသက်3နှစ်ကျော်သားရှိပါသေးတယ်။သားဖြစ်သူကတော့သူတို့နေမယား၂ယောက်ကခေါ်ယူမွေးစားထားတာပါ။ ရန်ကုန်မြို့တကုတ်စိတ်ကမြို့နယ်မှာနေထိုင်သူတွေဖြစ်ပါတယ်။စီရင်ကလုကင်ကြသူတွေဖြစ်ပြီးပညာမတက်ကြပဲအလွန်ချွတ်တက်သူတွေဖြစ်တယ်လို့ဒေါ်တီရာဆန်ကပြောပြပါတယ်။သူတို့လင်မယားလက်ထက်ထားတာကတနှစ်ခွဲလောက်ပဲရှိပါသေးတယ်။လွန်ခဲ့တဲ့နှစ်လဝန်းကျင်လောက်ကသူတို့နေထိုင်တဲ့နေရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ပြီးအမျိုးသားဖြစ်သူကို အတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ထမင်းစားနေတော့ဝင်ဖမ်းသွားတာ ကိုလည်းစစ်တက်ကေဘာရင်လည်းကိုလည်းမတီးဘူးလေကိုကအဲ့လိုမျိုးလူငါလှုပ်နေတော့အဲ့ဒါဝန်ဖမ်းသွားပြီးတော့အဲ့ဒါအစပြောက်သွားပြီးနောက်မှအဲ့ဒါ10ရက်15ရက်လောက်ကြာတော့မှမာယူလာခေါ်လာလာခေါ်တော့ ID ကိုရောက်လာဘယ်ရောက်တယ်လို့မတီးဘူးမေးတယ်သွားမေးတယ်ဘသူဖမ်းလို့ဖမ်းသွားမှမတီးဘူးတဲ့အဲ့လိုပြောတာအဲ့နေနေနေနဲ့10ရက်15ရက်လောက်လဲကြာတော့အဲ့စစ်တက်ကဖမ်းသွားတာလို့ပြောတယ် အဖမ်းဝါတာနေမှာလိုက်ရမှာတဲ့နင်းယောက်ျားဟိုထွက်ပြေးလို့တဲ့အခုမိလို့တဲ့တတ်တော့မှာတဲ့ဆိုတော့အဲ့ကိုလည်းပူတာပေါ့ဘာဘူးမှမရှိပဲတာမိနေရလဲဟိုဒုက္ခကြီးရောက်ပြီးတော့နေရတော့ငါတနက်ပြတနက်နဲ့ဘေးကအင်အမကြီးရဲ့ကြွေပေးနေဆိုတော့တနေ့လုံးမှတနေ့စားရတာဟိုလင်းမြနောက်ခလေးနဲ့နှိုးစီတိုက်ရတော့အဲ့နဲ့လိုက်ချလာကဲတေတဲ့တေကျေတဲ့ကျေဆိုပြီးလိုက်ချလာ တော်တီတာဆန်ရဲ့အမျိုးသားဖြစ်သူကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ကရင်ပြည်နယ်ကျုံတို့မြို့နယ်ထဲမှာယာယီတက်ဆွဲထားတဲ့ကိုရန်စခန်းကိုပို့ဆောင်လိုက်ကြတာပါတော်တီတာဆန်ရဲ့အမျိုးသားဖြစ်သူကစစ်သားမလုပ်လို့ရာကြောင့်ထွက်ပြေးခဲ့ပါသေးတယ်ဒါပေမဲ့မလွတ်မြောက်ခဲ့ပါဘူးပြန်လည်ဖမ်းဆီးခံခဲ့ရပြီးနှိပ်စက်ခံရပါတော့တယ် အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒေါ်တီတာဆန်းနဲ့တားဖြစ်သူကိုပါတကုတ်စစ်ကံမြို့နယ်ကနေတွားရောက်ခေါ်ဆောင်ပြီးကိုရန့်စခန်းကိုပို့လိုက်ကြတာပါဒေါ်တီတာဆန်းတယောက်ကိုရန့်စခန်းကိုရရောက်ချင်းမြှိတွေ့ခရရတဲ့မြှိကွင်းကိုအခုလိုပြန်ပြောင်းပြောပြပါရီမာကြီးယောက်ျားကိုတတ်ပြစ်မယ်နင်ပါမဖြစ်မယ်ဆိုလာခေါ်အဲ့ဒီဒီကိုပဲဒါလိုက်ရောက်လာရောက်လဲလာဒီလဲကြောက်အဲ့မှာ ခြောက်ပေါက်ထဲကိုထည့်ပြီးတော့မှပါဇက်ကိုကျိုးနဲ့ပိတ်ဝဆုံနဲ့ဆိုးပြီးတော့တခါတည်းမှရိုက်တာတွေ့တာအတော်ရကြလားအာရိုက်တာတွေ့တော့ကိုလည်းဘယ်တောင်းမှန်လို့တောင်းမှန်မှမသိရှေခိုးဦးတွေမတောင်းမှန် တောင်းမှန်တော့အားနေပဲတောင်းလောက်လည်းနေရောလူကြီးတယောက်လာပြီးတော့ထုတ်သွားထုတ်ပြီးတော့အဲ့အိမ်မှာပဲကူရတာပေါ့ကိုပိုင်ကိုပဲကူရတာ အတော်လေကိုယောက်ျားရိုက်ကမယ်မရရင်နေမှာတတ်ပြင်မယ်ဆိုတော့တော့ငါးချက်ရိုက်လေရအဒီလိုလေးကိုယောက်ျားဆိုကိုတက်ဒီလိုလေးရိုက်တာကိုအဲ့လိုဖြည်းဖြည်းရိုက်ရမလားဆိုတော့တော့ပါသုံးလေးချက်ချခါဖဏန်းနဲ့ရိုက်တာတော့လည်းနဲ့ရိုက်တာဖဏတော်မှာကောင်းကောင်းမဟုတ်ဘူးဒီဒီလိုဖဏမျိုးမြင်းကျယ်ကိုရှုံးနဲ့အဲ့မြေကြီးနဲ့တုပ်ပြီးရိုက်တာအဲ့လိုအဲ့မှာတော့ချီအိုးတော့ငိုင်းနေ သူတို့ပစိုးတဲ့အိမ်တွေရှော့ကိုင်းနေသူတို့ပေါက်တဲ့သေးွက်တွေချီွက်တွေတော်သုံးရတယ်မဟုတ်တာတော့မပြောဘူးသမီးဟိုချက်ကြတယ်အဲ့လိုမလုပ်ရင်ဖဏနဲ့ပါရိုက်တယ်သူတို့သမီးကိုဆွဲပြီးတော့သမီးရဲ့တပည့်ကပြောကလေးထိတ်တော့မှကြည်တကြံကွယ်လူကြီးကိုနှိမ့်ဆက်တာတော့မှကလေးတော့တနက်တည်းနဲ့အတူကကိုင်းစားတရားရှိတာမရှိရစဉ်းစားလိုက်လေ ှန်တာတော့တော်လေးကိုမေးပြီးတော့လူကြီးကိုတော့မေးတော်မူနေတယ်ကလေးတော်တနတ်တင်နေသူ့ဒီတချမ်းဒီတချမ်းဖြစ်နေပါကလေးပါထမင်းစားလို့အသားဆက်ဆက်ဆက်နဲ့ထမင်းမကြွေဘူးအထုခလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကခရလေးတော်လည်းပူပေါင်းတက်တွေကစစ်ကောင်စီယာယီတက်ဆွဲထားတဲ့ကိုရန်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဒေါ်တီတာဆန်းနဲ့အတူအသက်၃နှစ်ကျော်အရွယ်သားဖြစ်သူကိုခရအလီပူပေါင်းတက်ဖရီကကိုရန်စခန်းကနေကယ်ထုတ်လာခဲ့တာပါ တော်တိတာဆိုင်ရဲ့အမျိုးသားဖြစ်သူကတော့တိုက်ပွဲထဲမှာတေဆုပ်ခဲ့ပါတယ်။ကုံလုံးမဒီလိုမျိုးတိုက်ပြီးတော့ဆွဲလိုက်တော့ကုံလုံးသူတို့တွေကတော့ထိတယ်။အတော်ကတော့အတော်ယောက်ျားအရှိမှဆိုတော့တော်တို့မထိလိုက်ဘူး။တော်ယောက်ျားတော့ကြေမှသွားတကုံလုံးကွယ်ပြဲပြီးတော့အဲ့ခန်းထဲမှာပဲတည်သွား။မိုင်းပေါင်ပေါ်မှာပဲတည်သွားဘာဒီအိမ်ပေါ်မှာဒါသွေးတွေစွန့်လာတယ်။အဲ့ပေါ်မှာတားလျက်ဒီဘက်မှာဖေးခေါင်းလေးကင်ပြီးတော့တက်ထွက် အခုတော့ဒေါ်တိတာဆန်နဲ့သွားဖြစ်သူကို KL ပူပေါင်းတပ်ဖွဲ့တွေကလှုပ်ချုပ်တယ်လူမျိုးနေမြင့်တနေရာမှာဆောက်ရှောက်ထားကြပါရီဒေါ်တိတာဆန်ကလည်းသူ့အမျိုးသားမသေးဆုံးခင်ဖြစ်ချင်းခဲ့တဲ့ဆန္ဒတစ်ခုကို ဖြစ်စီပေးဖို့လဲတောင်းဆိုလာပါရီတို့ဒီဘက်ကတိုင်ပဲဆိုရင်တော်လေးယောက်ျားတော်လေးဆိုးလေးတောက်တုတ်ပြီမဒီလိုက်လေတိုင်းကိုရင်လေးဝေးပြီးပြချစ်အဲ့ဒါလေးကိုတောင်းဆိုတော့ ူတေကတိပါသွားတဲ့အတိုင်းဝေယုံနယ်လေးလဲပြီးတော့လေတော်လေးဒီဘက်ဖွဲ့ရီကလုတ်ပြီးတိုက်ပဲတော့တော်လေးထင်တယ်ယုံလဲယုံကြည့်အဲ့တော့ကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ22ရက်နေ့မနက်ခင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝန်ရတဲ့အတူဝိုင်းတော်သားတွေက စုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကြူကြတဲ့သတင်းဖြစ်စဉ်တွေနဲ့တို့ကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ thank you